ဒီနေ့ဖတ်ပြခြင်းနဲ့ဆောင်းမီးရတော့ချစ်တဲ့သူကိုတည်ရတဲ့အခါတဲ့ဆီယမခင်းနှင်းကြည်သားရေးသားထားတာပါဒီဆောင်းမီးရရနေပြီးတော့စိတ်ညစ်လာရင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြမှာဖြစ်ပါတယ်စိတ်ညစ်လာရင်တပင်းတစ်ချက်ခြားတိုင်းရှင်တန်ရမယ့်နေ့ရက်ထဲကကိုယ့်ရဲ့တတိရောတယ်လို့အမားတို့ငငယ်ရတော့အစနောက်ကြဘူးလေး တပြင်းချရဲတက်မိုက်ချရဲစရဲအပြုတ်မှုတွေကစိတ်ညစ်လာရင် စိတ်ရှုပ်ရင်စိတ်ပြက်ရင်စိတ်ခံမသင့်တာနဲ့ဆုံးရင်ဒါမှမဟုတ်မပြောချင်တော့ရင်လုံးမိတတ်ကြရဲအလုပ်တွေပေါ့တနေ့မှာတက်ပြင်းလို့ခေါ်တဲ့လေဘူးပြင်းပြင်းတွေဘဏ္ဍခေါက်လောက်မှုတ်ထုတ်ခဲ့ဘူးတလေပွေလီရှုပ်ထွေးလာတဲ့နေ့စဉ်ပေါ်ရတယ်တယောက်နဲ့တယောက်အခက်မသင့်စကားများကြရတယ်ကိုရပိုင်ခွင့်တွေကိုကာကွယ်ဖို့ဥလောင်ကြရတယ် ပိုများရဲ့ဂုံတွေရလာဖို့တိုက်ခတ်ရတယ်။အားငယ်စရာဘဝတွေမှု အနှိမ်ငံဘဝနဲ့တိမ်ငယ်ရင်းတပြင်းမောတွေပဲချနေရတယ်။ဒီလိုနေ့စဉ်နဲ့မျှများလိုက်ကြတဲ့တပြင်းမောတွေကဘာပေါ်မှာအချိန်နဲ့မျှထုတ်နေကြတယ်။ညီမလေးရောတပြင်းချစရာတွေနဲ့ကြုံလာရင်ဘလို့ဖြတ်ကျော်ခဲ့လဲ။အမကတော့ စိတ်ဖြစ်စည်းစရာတွေတိတ်များလို့ထွက်ပေါက်မရတော့ဘဲအပြက်တွေကြီးစိတ်ထဲပေါ်လာရင်ပါဝင်ခြင်းကိုချက်ချင်းအာယုံပြောင်းလိုက်တယ်။တိတ်လာရဲ့အရာတွေကစိတ်အာယုံကိုချက်ချင်းပြောင်းသွားနိုင်တယ်။စိတ်ရှုပ်နေရတွေပျောက်ပြီးရဲစရာတွေတောင်တွေ့နိုင်သေးတယ်။တတိထားဖို့ကပါဝင်ခြင်းကလည်းစိတ်ပြက်စရာစိတ်ညစ်စရာတွေကြီးပဲလို့ထပ်ပြီးမတွေ့ပဲတိတ်တိတ်ချာချာလေးဂယုစိုက်ကြည့်ဖို့တော့လိုတယ်လေ။ ပြုံးပျော်ပြီးလမ်းလျှောက်လာတဲ့ကလေးငယ်လေးတွေတတိစိမ့်ဆိုဝင်းဝါနေတာတွေဆိုင်ရှင်အန်တီကြီးကဈေးလုံးဝလျှော့မပေးနိုင်ဘူးလို့တင်းခံလို့စိတ်ဆိုးပြီးထွက်လာတဲ့ကောင်မလေးတွေလမ်းလူမောင်းနေတဲ့ကားတွေလက်ဖြက်ကူးဖို့စောင့်နေတဲ့ခဟဟဝစ်ထားတဲ့ကောင်လေးတွေနေပူပူတဲ့အရောင်တွေနဲ့အရိတ်တွေလူတွေမျက်နာပေါ်ကအမူအရာတွေတစ်ပင်တွေပေါ်ကဖုံမှုန့်တွေခိုလေးတွေနဲ့ရွှေအောင်တိုက်ခန်းကြီးတွေ စရာတွေကရန်ကုန်မြို့ရဲ့အနီးတစ်ဝိုက်ကလှမ်းကြည့်ချက်ချင်းမြင်နိုင်ပြီးစိတ်ပြောင်းနိုင်မယ့်သဘာဝလှတွေပေါ့သဘာဝတရားကတိတ်ကိုလှတဲ့ညီမလေးရေဒီလိုလှတဲ့သဘာဝတရားကြီးတဲ့ကျင်လည်ရင်အတ္တတွေဒေါသတွေလောဘတွေကြောင့်တကယ်လှတွေကိုမမြင်ပဲတမြင့်တွေပဲချနေရမယ်ဆိုရင်ဒီလှတွေကိုမြင်ရမယ့်နေ့တွေသာနည်းလာတော့မှာပေါ့အလားတရားစစ်စစ်ကိုတွေးဖို့ကတော့ အလားတရားကိုမြင်နိုင်တဲ့မျက်လုံးတွေဖွင့်ထားဖို့အလားတရားကိုခံစားနိုင်တဲ့နှလုံးသားတွေကချစ်တတ်ဖို့နဲ့အလားတရားကိုလက်ခံမဲ့စိတ်တွေက စင်ကြယ်နေဖို့ပဲလိုပါတယ်ညီမလေးရေဒါကြောင့်အလားတရားဆိုတာကိုယ်စိတ်ခြေခံမဲ့ဖြစ်လို့စိတ်သာလှရင်အရာရာတိုင်းကလှနေမှာဖြစ်ပြီးအလားတရားကို ကိုယ်တိုင်ရှာဖွေနိုင်သူကိုဘယ်သူကမှစိတ်ညစ်အောင်မလုပ်နိုင်ဘူးသူ့ကိုဘလောက်စိတ်ညစ်အောင်လုပ်နေပေမဲ့ စိတ်ကိုပြောင်းလဲလုပ်ပြီးအဲ့ဒီဒါစီတွေကိုကြော်ဖြတ်သွားမှာပါပဲညီမလေးရေတနေ့ကောင်အထားရဲ့ဖုံးမျက်နှပြင်ကမျက်လုံးတွေကိုခဏလောက်ခွာလို့လောကကြီးကိုခဏကြည့်လိုက်ပျော်နေတဲ့လူတွေစီကအပျော်တွေကိုကူဝိုင်းနေနေသူတွေကိုကိုကျင်းစာဒေါသထွက်နေသူတွေကိုတွေ့ရင် ကိုကိုကိုဆုံးမလို့အပြင်လောကကြီးရဲ့အသက်ဝင်မှုကိုတစ်ချက်လောက်ကြည့်လိုက်ကွယ် စိတ်ပင်စည်းမှုတွေပိတ်လောင်ရင်အွန်လိုင်းလောကမှာပါထပ်ပြီးမပိတ်မိစေနဲ့နောက်ပြီးညီမလေးရဲ့ပင်ကိုလှပီးသားစိတ်လေးလဲပို့ပို့လှစေခြင်းပြီးဘသူကဘလောက်စိတ်ဒုက္ခပေးနေပါစေဘသူကူညီမှမပါပဲပြန်လဲတည်ငြိမ်ရှင်းတောင်းစူးစမ်းနိုင်သူလည်းဖြစ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်